အရှင်ဖယားမိခင်ဖြစ်သူထမင်းစားနေတာကိုအဲ့ဒါငါမဆင်တွေစားလို့ပြောပါတယ်ဖယားအဲ့ဒီဦးလေးဘာဖြစ်မှလဲဖယားတဲ့တော်တော်မယိုင်းတာပဲနော်မိဘကိုစော်ကားတဲ့ပုံကိုယ်တွေဟာဒံကြီး၁၀ပါးတင်းရောက်နိုင်ကြောင်းအပါဒံပါဠိတော်နဲ့ဓမ္မပဒတို့မှာဖော်ပြထားပါတယ်အဲ့ဒီဒံကြီး၁၀ပါးကဘာတွေလဲဆိုတာကိုဦးစင်းဖတ်ပြမယ်နော်၁ ကြံတန်းပြင်းထန်သောဥခေါင်းကြိုက်ခဲသည့်ဝေဒနာများခံစားရခြင်း၂။ပစ္စည်းဥစ္စာများအကြောင်းအမျိုးမျိုးဖြင့်ဆုတ်ယုတ်ပျက်စီးခြင်း၃။ခန္ဓာကိုယ်ခြေပြက်လက်ပြက်စသည့်ဖြစ်ခြင်း၄။၄မျက်စိကွယ်ခြင်း၊နူနာဆွဲခြင်း၊လေငန်းဖြက်ခြင်းစသောအနာရောဂါများခံစားရခြင်း၅။၅။ယူသွချင်းတို့ရောက်ခြင်း၆။ရာထူးဌာနန္တရာများဖယ်ရှားခံရခြင်း ခုနှစ်ကြမ်းတမ်းသောဆွဆွဲမှုများကိုခံရခြင်းရှစ်မိမိ၏မိခိုအားထားရာဖြစ်သောဆွေမျိုးများတည်ဆုံးပျက်စီးခြင်းကိုစည်းစိမ်ဥစ္စာများဆွေမြေ့ပျက်စီးခြင်း၁၀တေပြီးသည့်နောက်အပေငရဲသို့ကြာရောက်ရခြင်းတို့ပဲဖြစ်ပါれဒါဟာမိဘကိုစော်ကားခြင်းကြောင့်တင့်ရောက်မိဒဏ်ကြီး၁၀ပါးပဲဖြစ်ပါれဒါကြောင့်မိဘတွေကိုမစော်ကားကြပါနဲ့เนาะ